ီကနေ့အော်တိုဘာလ၂ရက်နေ့ကိုဆောင်ကြများ ပွဲနေ့ဖြစ်ပါတယ်။သို့မဟုတ်26ကြိမ်မြောက်တာမန်တည်င်းပတ်ရဲ့ဇာတပတိနေ့လည်းဖြစ်ပါတယ်။ရှင်လူကာအေဝံဂေလိကျမ်းအခန်းကြီး30အခန်းငယ်1မှ12ထို့နောက်ကိုရောသည်အခြားသောတပည့်တော်အပါး90တို့ကို ရွေးကောက်ပြီးလျှင်ကိုယ်တော်တိုင်ကြွရောက်မြို့ရွာအသီးသီးတို့နှစ်ပါးစီကြိုတင်စေလွတ်တော်မူ၏ထိုအခါကိုတော်က သူတို့အာမိန်တော်မူသည်မှာရိတ်သိမ်းစရာအသီးအနှံများစွာရှိ၏လှုပ်ဆောင်တော်သူတို့မူကားနေကြ၏ထို့ကြောင့်မိမိလက်ကွင်းထဲသို့လှုပ်သားများကိုဆစ်လွတ်မိအကြောင်းလက်ပိုင်ရှင်ကိုတောင်းလျှောက်ကြလော့။သွားကြလော့။ဝံပလေတို့အလယ်၌သုံးငယ်များကဲ့သို့တင်တို့ကိုငါဆစ်လွတ်၏ပတ်ဆံအိတ်ကို၎င်းလွဲအိတ်ကို၎င်းဖနက်ကို၎င်းတင်တို့ယူဆောင်မသွားကြနှင့်။လမ်း၌လည်းမြည်သူကိုများနှုတ်မဆက်ကြနှင့်။မြည်သည့်အိမ်သို့မဆိုတင်တို့ဝင်ကြသောအခါ ဤအိမ်၌ငင်းချမ်းတရားချင်းရှိပါစေဟုဥစွာနှုတ်ဆက်ကြလော့ငင်းချမ်းတရားချင်းကိုလိုလားသောသူသည် ထိုနေရာ၌ရှိလျင်သင်တို့ငင်းချမ်းတရားချင်းသည် သူ့အပေါ်သို့တက်ရောက်လိမ့်မည်သို့မဟုတ်လျင်၎င်းသည်တင့်ထန်သို့ပြန်လာလိမ့်မည်သင်တို့သည်ထိုအိမ်တွင်နေပြီးလျင်သူတို့တည်ခင်းကြွေးမွေးသည်များကို စားတော့ကြလော့အကြောင်းမူကားအလုတ်လုတ်သောသူသည်မိမိတို့၏လောကကိုရထား၏တိမ်မတိမ်တို့မွှေ့ပြောင်းကြနှင့်မြည်သည့်မြို့ရာတို့မဆိုသင်တို့ဝင်ကြ၍ လူတို့သည်တင်တို့ကိုလက်ခံကြလင်တင်တို့ရှိတွင်တဲခင်းကျွေးမွေးသည်များကိုတင်တို့စားကြလောထိုရ၌ရှိသောလူနာများကိုယောဂါပြောက်ကင်းစေကြ၍ဖျားသခင်နိုင်ငံတော်သည်တင်တို့နှင့်ဤလာပြီးဟုသူတို့အားဆိုကြလောတို့ရတွင်မြည်သည့်မြို့သို့မဆိုတင်တို့ဝင်ကြ၍လူတို့သည်တင်တို့ကိုလက်မခံကြလင်လမ်းများပေါ်သို့ထွက်ပြီးဆိုရသည်မှာတင်တို့ကိုစန့်ကျင်သည့်အနေဖြင့်ငါတို့၏ခြေတွင် ကပ်ပါလာသော ်တင်တို့မြို့မှမြေမုံကိုငါတို့ခါချလေပြီသို့တော်ဖျားသခင်နိုင်ငံတော်သည်နိလာပြည်ကိုတိမှကြလောဟူ၍ဖြစ်၏တင်တို့ကငါဆိုသည်မှာတရားစီရင်တော်နေ၌ဇော်ဒိုမာမြို့သည် ထိုမြို့ထက်ပို၍ခန္ဓာလိတ်မိဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်မုံမြတ်သောဧဝံဂေလိတရားတော်ပေသည်ကောင်းကင်တမန်တော်များရဲ့တည်ရှိခြင်း ကောင်းကင်တမန်တော်များတရှိခြင်းဟာယုံကြည်ရာအချက်တွေကတစ်ချက်အပါဝင်ဖြစ်ပါတယ်။မြင်နိုင်ရာမမြင်နိုင်ရာနာကိုဖန်ဆင်းတော်မူသောဆိုတဲ့အချက်ကျွန်တော်တို့ယုံကြည်ခြင်းအချုပ်ကိုဝန်ခံတဲ့နေရာမှာဒါတို့ကိုရည်ညွှန်းထားခြင်းပဲဖြစ်ပါတယ်။တို့ဟာတို့ရဲ့လုပ်ငန်းတာဝန်ဟာဖျားသခင်ကိုအစီခံဖို့ဖြစ်ပြီးဖျားသခင်တည်င်းစကားကိုလူတွေစီပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ တို့ရဲ့လုပ်ငန်းကဏ္ဍပေါ်မူတည်ပြီးကမှတို့ဟာကောက်ကင်တမန်တော်များဆိုပြီးနာမည်ပေးခြင်းခံရတယ်လို့စေယောကစတင်ကတခါတော့ကသုံးသပ်ထားတာတွေ့ရပါတယ်။ကောက်ကင်တမန်တော်များဟာသခင်ယေရှုရဲ့ကောက်ကင်တမန်တော်များဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူ့အားဖြင့်ဖန်ဆင်းခံရတယ်လို့သူ့အတွက်ဖန်ဆင်းခြင်းခံခဲ့ရတဲ့ပုံကိုများလည်းပဲဖြစ်ပါတယ်။ဒါကြောင့်သခင်ယေရှုကကောက်ကင်တမန်တော်လောကရဲ့ဘဟုဖြစ်နေပါတယ်။သူလူဖြစ်ယူစဉ်ကစပြီး မိုးကောင်းဝင် ပြန်လည်တက်ကြွခြင်းအထိနောက်တစ်ဖန်ကြွလာအောင်မဲ့အချိန်ထိအောင်ကိုဒီကောင်းကင်တမန်တော်များရဲ့ခန္ဓာဟာပါဝင်နေတယ်ဆိုတာကိုတွေ့ရပါတယ်။ဖန်ဆင်းခြင်းစဇင်ကလေးကသူတို့ပါဝင်ခဲ့တာကိုတွေ့ရပြီးကတိချင်းတမိုင်းတစ်လျှောက်မှလည်းပဲပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ကတိချင်းအကြောင်းတည်င်းခေါ်ပြောတဲ့နေရာမှလည်းပဲသူတို့ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ဖျားသခင်ရဲ့စီမံကိန်းတော့အကောင့်ထဲပေါ်တဲ့နေရာမှာသူတို့ပါဝင်ခဲ့တယ်။ သူတို့ဟာမြေကြီးပေါ်ကပါရာဒီစုဘုံကို တကားပိတ်လိုက်တဲ့ပုံကိုယ်တွေလည်းပဲဖြစ်ပါတယ်လော့တခုကောက်ွက်ခဲ့တဲ့ပုံကိုယ်ဖြစ်တယ်ဟာခါနဲ့သူမရဲ့ခလေးကိုကဲတင်ခဲ့တဲ့ပုံကိုယ်တွေလည်းဖြစ်ပြီးအာဗြဟံရဲ့လက်ကို ဝင်ပြီးတော့တားခဲ့တဲ့ပုံကိုယ်ဖြစ်ပါတယ်သူကပြညတ်တော်များကိုသူတွေထံတားရောက်ဂျင်ညာပေးခဲ့တဲ့ပုံကိုယ်များဖြစ်ပြီးတော့ဖျားသခင်ရဲ့လူမျိုးတော်ကိုလည်းပဲဥဆောင်ခဲ့တယ် ပရောဖက်တွေကိုလည်းပဲအကူအညီပြုခဲ့တဲ့ပုံကိုဖြစ်ပါတယ်။သူတို့ရဲ့မွေးဖွားခြင်းသူတို့ရဲ့တချို့သောသူများရဲ့ခေါ်တော်မူခြင်းအကြောင်းတွေကိုလည်းပဲကြိုတင်ဟောပြောပို့ရာသူတို့ပါဝင်ခဲ့ရတဲ့ပုံကိုလည်းပဲဖြစ်ပါတယ်။နောက်ဆုံးမှာကောင်းဝင်တမန်တော်များတဲ့ကတရားမင်းဂါဘရီယဲဟာသခင်သူ့ရဲ့မွေးဖွားခြင်းကိုကြီးညာခဲ့တယ်။ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်သခင်သူ့ဘုရားတစ်လျှောက်လုံးမှာကောင်းဝင်တမန်တော်များရဲ့ခန္ဓာဟာ တွဲဖက်ပြီးတော့ပါဝင်နေရရှိတယ်။ခုနကျွန်တော်တို့စဉ်းစားခဲ့သလိုပဲဖျားရဲ့ဘုံကုံတော်ရဲ့အဆွဲအပွားတွေအဖြစ်သူတို့ဟာအမြဲပါနေဥမာလည်းပဲဖြစ်ပါတယ်။အသိတော်ရဲ့ဘုရားတစ်လျှောက်လုံးမှလည်းပဲကောင်းကင်တမန်တော်တွေပါဝင်ခဲ့တာကိုတွေ့ရပါတယ်။တမန်တော်ဝိထုခန်းကြီး၅ကမှာတွေ့ရပါတယ်။ခန်းကြီး၁၂ခန်းခန်းကြီး၂၉စသည်ဖြင့်တွေ့ရပြီးအသိတော်ရဲ့တမန်တော်တစ်လျှောက်မှလည်းပဲသူတို့ပါဝင်ခဲ့တယ်ဆိုတာကို ထုံတန်းစင်လာရယုံကြည်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့တယောက်စီရဲ့ဘဝမှာလည်းပဲပါဝင်ခဲ့တယ်ပါဝင်လျက်ရှိတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ရမှာဖြစ်ပါတယ်သူတို့ရဲ့တည်ရှိရခြင်းကြောင့်ဖျားသခင်အတွက်ကြီးပဲမကဘူးကျွန်တော်တို့တယောက်စီအတွက်လည်းပါတယ်ဆိုတာကိုဟေဘရဲဩဝါဒစာခန်းကြီး1ခန်းငယ်14မှာလည်းတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ကယ်တင်ခြင်းအတွက်တခြားသော resource အထောက်အပံ့အကူအညီတွေရှိသလိုပဲဒီကောင်းကင်တမန်တော်များဟာလည်းပဲ ကျွန်တော်တို့အထောက်ပံ့အကူအညီတကယ်အနည်းကရှိနေတဲ့ပုံကများဖြစ်ရတယ်ဖြစ်တဲ့စကားကိုအမှတ်ရမှာဖြစ်ပါတယ်သူတို့အကြောင်းထောက်ရှုတဲ့အခါတိုင်းမှာကိုယ့်နဲ့အနည်းပါရှိတဲ့လူကိုယ့်ရဲ့လွတ်လပ်ခြင်းကိုကန့်သတ်မဲ့ပုံကမဟုတ်ဘဲကိုလမ်းမမကိုကာကွယ်ဖို့လမ်းမကိုဖြောင့်တန်းစေဖို့ကိုယ့်ကို အလုတ်ကျွေးပြုနေတဲ့ပုံကများဖြစ်အများရမ်းပဲယုံကြည်မှတ်ယူပြီးသူတို့ရဲ့အားကိုယူကြပါစို့ သူတို့ကိုတနေ့တခြားပုံမရင်းနေမှုရရှိလာကြအောင်ကျွန်တော်တို့ကြိုးစားကြပါစို့။တန်ရှင်သောတရားဓမ္မတော်များကျွန်တော်တို့ကိုကာကွယ်စောင့်ရှောက်တော်မူပါ။